PUBG Mobile Classic မှာတွေ့ရတဲ့မြေပုံရှိခု Erangel Mira မှာ Son of Vikandi Livic Rondo Karaking နဲ့ Nusa ဒီထဲမှာအပြောင်းလဲအများဆုံးတွေ့ရတဲ့မြေပုံကဘယ်မြေပုံဖြစ်မလဲဗျဟုတ်ပါတယ်ကျွန်တော်အများစုနှစ်သက်ကြတဲ့ Erangel မြေပုံပဲဖြစ်ပါတယ် PUBG Mobile အစား Irangala ဆိုတဲ့အတိုင်းပဲ Irangala တော့ player တွေအများဆုံးစော့ပြီးမှကျော်ပြောင်းလဲမှုတွေအများဆုံးတွေ့မြင်ခဲ့ရတဲ့မြေပုံပဲဖြစ်ပါတယ်။ Irangala မြေပုံနဲ့ပတ်သက်ပြီးအခုချိန်ထိအကြီးမားဆုံးပြောင်းလဲမှုကိုကြည့်ရမယ်ဆိုရင် update version 1.0မှာတွေ့မြင်ခဲ့ရတဲ့ Irangala 2.0ပဲဖြစ်ပါတယ်။တော်တော်လေးကိုကြီးမားတဲ့ပြောင်းလဲမှုလို့ပြောလို့ရပါတယ်အဆောင်ပုံစံအနေထားဒီဇိုင်းကာလာအနေထားတွေနေရာတိုင်းကျော်ပြောင်းသွားတာမျိုးရှိပါတယ်အဲတော့က Irangle 2.0လာတော့မယ်ဆိုရင်မှကျွန်တော်အားလုံးပဲတော်တော်လေးကိုဝန်တာခဲ့ရတာမျိုးရှိပါတယ်ဒိ ိုင်းမဲ့တစ်ဖက်မှာပေါ့ဗျာ Erangel အဟောင်း Erangel 1.0ကိုနှုတ်ဆက်ရတော့မယ်ဆိုရင်မှတို့အားလုံးပဲကြည်ကွဲကြရတဲ့အခိုက်အတန့်တွေအများကြီးရှိပါတယ် Erangel အဟောင်းရဲ့နေရာတစ်ခုချင်းစီကိုတွားရင်မှကျွန်တော်နှုတ်ဆက်ခဲ့ပါတယ်အဲ့ဒါနဲ့ပတ်သက်ပြီးမှလည်းကျွန်တော်ဗီဒီယိုတင်ပေးခဲ့ပါတယ်နောက်နောက်ကျတော့ Erangel မြေပေါ်မှာပြောင်းလဲမှုတွေတွေ့မြင်ရတာမျိုးရှိပါတယ်ဒိုင်းမဲ့တစ်လောက်ထိကြီးမားတဲ့ပြောင်းလဲမှုကတော့အခုချိန်တတိမလာသေးပါဘူးဗျာဥပမာပြောရမယ်ဆိုရင် Erangel မြေပေါ်မှာတွေ့မြင်ရတဲ့ဒီအ धिक ဒရာနှစင်းနဲ့ပတ်သက်ပြီးမှပြောင်းလဲမှုဘေးမှာကျတော့ရှောက်လန်းနေပါတယ်ထည့်ပေးခဲ့တာမျိုးရှိပါတယ်တအားတော့ update version 1.9မှာထည့်ပေးခဲ့တာဖြစ်ပါတယ် update version 2.2မှာကြည့်ရမယ်ဆိုရင် gas station မှာ gas တွေစဖြည့်လို့ရတာဖြစ်ပါတယ် update version 2.3မှာတော့ဒီ stalva မှာ cable car တွေထည့်ပေးခဲ့ပါတယ် supply warehouse တွေလည်းဒီ update မှာတွေ့မြင်ခဲ့ရတာဖြစ်ပါတယ်နောက်တစ်ခုနည်းနည်းကြီးမားတဲ့ပြောင်းလဲမှုကို ကြည့်ရမယ်ဆိုရင် update version 3.3တုန်းက melta stalva နဲ့ roaming စရဲ့နေရာတွေကိုလုံးဝပြောင်းလိုက်တာမျိုးရှိပါတယ် melta ရဲ့ look ကလည်းလုံးဝပြောင်းသွားတာမျိုးရှိပါတယ် stalva ကိုကြည့်ရမယ်ဆိုရင်လည်းပုံစံအနေအထားကျော်လုံးဝပြောင်းသွားတာမျိုးရှိ ပါတယ်ဒါကတော့ဒုတိယအကြီးမားဆုံးပြောင်းလဲမှုလို့ပြောလို့ရပါတယ်အခုလာမယ့် update version 4.1မှာကြည့်ရမယ်ဆိုရင်လည်းနေရာနဲ့ပတ်သက်ပြီးမှပြောင်းလဲမှုတစ်ခုလာဖို့ရှိပါတယ်လက်ရှိကျတော့အများစုခေါ်တာတော့ Water Town Water City ဆိုပြီးမှခေါ်ပါတယ်ဒီနေရာကို PUBG Mobile ဘက်ကနေလုံးဝပြောင်းလဲလိုက်မှာဖြစ်ပါတယ် Boat Yard ဆိုပြီးမှပေါ့ဗျာနေရာအစ်စ်ကိုအစားထိုးလိုက်မှာဖြစ်ပါတယ်ဒါနဲ့ပတ်သက်ပြီးမှတကယ်ကျွန်တော်ဘလို့မြင်လဲပေါ့ဗျာကျွန်တော်ကတော့ဒီ Water City နဲ့ပတ်သက်ပြီးမှအလောက်ကြီးအမှတ်တရတွေမရှိပါဘူးဗျာတန်ရုံးစင်လည်းအလောက်ကြီးမရှိပါဘူးဘောက်လဲဆိုတော့ဒီနေရာကိုကျွန်တော်အလောက်ကြီးမစင်းဖြစ်ပါ ါအလောက်ကြီးလည်းမဝင်ဖြစ်ပါဘူးဗျာ။ဒါပေမဲ့ဒီနေရာမှာ player အများစုလုတ်ခဲကြတဲ့ trick တစ်ခုတော့ရှိပါတယ်။အဲ့ဒါတော့တကယ်ချင်းလို့လည်းလုတ်ဖူးကြမယ်ဆိုတာသိကြပါတယ်။ကားဖြတ်မောင်းတာပဲဖြစ်ပါတယ်။ဘလို့ပုံစံဖြတ်မောင်းရအောင်လဲကျော် YouTube မှာ video တွေပါတယ်ရှာကြည့်တာမျိုးရှိပါတယ်။အဲ့ဒါပြီးအပုံစံအတိုင်းပေါ့ဗျာကျော်ကားတွေပါတယ်ဖြတ်မောင်းခဲ့တာမျိုးရှိပါတယ်။ဒါတော့တကယ်ချင်းအများစုအနေနဲ့စမ်းမှုကြမယ်ဆိုတာသိကြပါတယ်ဗျာ။ကျွန်တော်ကတော့ပေါ့ဗျာတခြား memory တွေဒီရဲ့ water town နဲ့ပတ်သက်ပြီးမှတော့အလောက်ကြီးမရှိပါဘူးဗျာ။ဒါပေမဲ့လည်းဒီရဲ့ water city နဲ့ပတ်သက်ပြီးမှအမှတ်တရတွေ memory တွေအများကြီးရှိတဲ့ပေါ့ဗျာတကယ်ချင်းရှိ းကြမယ်ဆိုတာသိကြပါတယ်နောက်ဆုံးတော့လာမယ့် update version 4.1မှာဒီကောင်းအောင်လဲကျော်အပီးပိုင်နှုတ်ဆက်ရတော့မှာဖြစ်ပါတယ်ဒီနေရာမှာအစားဝင်လာမှာတော့ဗုဒ္ဓရတစ်ပဲဖြစ်ပါတယ်သူရဲ့ပုံစံအနေထားပေါ်ပြတော်တော်လေးကိုမိုက်ပါတယ်ကျွန်တော်ကတော့တော်တော်လေးကိုသဘောကျပါတယ်ဒီနေရာမှာ fight လို့လို့ကောင်းမယ်ဆိုတာတော့သိကြပါတယ်ဒီနေရာမှာကျောက်ရက်ထားတဲ့ဆက်လီတွေပြူအောင်မလား warehouse တွေပြူအောင်မလားအိမ်တွေပြူအောင်မလားအလုံးတွေးမြင်ရမှာဖြစ်ပြီးဒီနေရာမှာ fight လို့လို့ကောင်းမယ်ဆိုတာတော့သိကြပါတယ်ဗျာကျွန်တော်အခုဖော်ပြပြလိုက်တာတော့ Irangal မြေမှာတွေးမြင်ခဲ့ရတဲ့ပြောင်းလဲမှုပေါ်ပြအဓိကပြောင်းလဲမှုတချို့ဖော်ပြပြလိုက် ဲ့တာဖြစ်ပါတယ်တခြားပြောင်းလဲမှုတွေလည်းအီရန်ကလမျိုးမှာအများကြီးတွေ့မြင်ရတာမျိုးရှိပါတယ်တကယ်ချင်းအားလုံးအနေနဲ့တစ်ချိန်ရဖို့ရမမိုရီတွေကိုသတိရကြမယ်ဆိုတော့တေးကြပါတယ်ဗျာ Okay ဒါဆိုကျွန်တော်လက်ရှိဒီဗီဒီယိုလေးကတော့ဒီလောက်ပါပဲဗျာတကယ်ချင်းအားလုံးအနေနဲ့ဒီဗီဒီယိုလေးကိုနှက်သက်မယ်လို့လည်းကျွန်တော်မျှော်လင့်ပါတယ်ဗျာအခုလိုဗီဒီယိုကြည့်ရှုပေးတဲ့တကယ်ချင်းအားလုံးကိုလည်းကျွန်တော်အထူးမင်ကျေးဇူးတင်ရှိပါတယ်ဗျာ